စပင်ဖီယိုပီရဲ့နဲ့အပေါ့ကိုတယောက်ကျွန်တော်စပင်မျက်ဆိုင်နဲ့ဝင်လာတယ်ကျွန်တော်လုတ်ခေါက်ကင်ဖက်တွေသူ့ကိုမြင်လိုက်တာနဲ့ချက်ချင်းပဲဟိုတစုတီတစုပြေးပုံးကုန်ကြတယ်ကျွန်တော်ကရှောင်ဖို့အချိန်မရလိုက်ဘူးဒါနဲ့သူ့ကိုဝင်ဆောင်မှုပေးလိုက်ရုံမှတပါတခြားနည်းလမ်းမရှိတော့ဘူးအဖွားအိုရဲ့ရှုပ်ပွားနေတဲ့စပင်ကအနံ့ဆိုးကြီးထွက်နေတာကျွန်တော်အသက်ရှူတောင်ချက်မတက်ပဲဒါပေမဲ့ဖောက်တေကိုဦးစားပေးရမယ်မူအတိုင်းကျွန်တော်ကသူ့ကိုဘလို့စပင်ပုံစံမျိုးညှက်ချင်လဲလို့ရင်ကျေးစွာမေးလိုက်တယ်အဲ့ဒီနောက်ကျွန်တော်ဘလောက်ပဲ view တစ်စိုက်ရှော့ပေးပေးအဖွားအိုရဲ့စိတ်ကညှိပေးနေတဲ့စပင်ကဘလို့မှလုပ်မရခဲ့ဘူးအဖွားအိုကညက်ပတ်နေတဲ့သူတောင်းစားတယောက်လိုပုံပေါက်နေပေမဲ့သူ့လက်သေးတွေကတေးတေးတက်တက်ညက်ထားပြီးဈေးကြီးတဲ့အနီရောင်တောင်းမြေဖက်နဲ့တရံကိုဝစ်ဆင်ထားတယ်ဒါကကျွန်တော်ကိုအရန်ဆက်စုချင်စိတ်ဖြစ်သွားစေတယ်သူ့စပင်ကိုရှော့ပြီးတဲ့နောက်မှာ ောင်ဘလို့မှပြီလို့မရတဲ့ခေါင်းမာတဲ့အထုံးခွဲတွေနဲ့ပြည်နေလုံးပဲကျွန်တော်မှအဲ့ဒီညှိထုံးနေတဲ့အပိုင်းတွေကိုညှက်ထုတ်ပြီးခင်မိတဲ့စပင်းပုံစံတစ်တူဖန်ပြီးပေးလိုက်ရတယ်ဒါပေမဲ့ဝါအိုကရှင်းတ်မှုမရှိပဲကျွန်တော်ကိုအသေးစိတ်ပြီးတိကျတဲ့တောင်းဆိုမှုတွေအရှိကြီးထပ်ပြောခဲ့တယ်အချိန်တွေတစ်မိနစ်ပြီးတစ်မိနစ်ကုန်ဆုံးသွားပြီးနေကနေညတော်ရောက်သွားတယ်နာယီပေါင်း၁၀နာရီကျော်ကြိုးစားပြီးတဲ့နောက်နောက်ဆုံးတော့သူ့ကိုရှင်းတ်စေတဲ့စပင်းပုံစံတစ်ခုကျွန်တော်ဖန်တီးနိုင်ခဲ့တယ်ညှက်လိုက်တဲ့စပင်းတွေကိုတစ်မျက်စိလဲနေတော့ဝါအိုရဲ့လက်ဘေးမှာအစင်းကြောင်းတင်ကိရတစ်ခုကိုကျွန်တော်သတိထားမိလိုက်တယ်ကျွန်တော်ထိတ်လန့်တဲ့ကြားမော်ကြည့်လိုက်တဲ့အချိန်မှာသူကထူးဆန်းတဲ့စကလုံးတစ်ချို့ကိုတိုးတိုးလေးရေရွတ်နေတာကြားလိုက်ရတယ်ပတ်စံရှင်းရမယ့်အချိန်ရောက်တော့အဝါအိုကကျွန်တော်ဟာသူ့တွေ့ဘူးတမျှလူတွေထဲကတင်တာတက်တဲ့လူအနေငယ်တွေကတယောက်ပါလို့ပြောခဲ့တယ် ီးတော့သူ့ထွက်သွားခဲ့တယ်နောက်ပိုင်းကျမှကျွန်တော်တိလိုက်ရတာကသူ့ခုနကပေးသွားတဲ့ပတ်စံဟာဘာမှတန်ဖို့မရှိတဲ့ဆက်ကူအပိုင်းစားတစ်ခုဖြစ်နေတာပါပဲကျွန်တော်သူ့ကိုလိုက်ရှာဖို့ချက်ချင်းပြစ်ထွက်သွားခဲ့တယ်ဒါပေမဲ့ဟွားဦးကပြက်ကွယ်သွားခဲ့ပြီနောက်တစ်နေ့မှကျွန်တော်ကဒီတန်ဖို့မရှိတဲ့ဆက်ကူစားကိုတွင်ပြစ်မလို့စီစဉ်ထားခဲ့တယ်ဒါပေမဲ့ဒါကတကယ်တော့ဒီလက်မှတ်တစ်ဆောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်အနိုင်ရကဏန်းတွေကိုတိုက်ကြည့်လိုက်တဲ့အခါဒီလက်မှတ်ကပထမဆုံးကြီးစုကူသွားမှန်းသိလိုက်ရတယ်